ဒါဟုတ်ကဲ့ပါကျွန်တော်အဲ့ဒါကြောင့်ဆရာကိုပြန်ကြည့်တော့လေမြန်မာမှုတွေဆရာအဓိကပါနော်ဟုတ်ကဲ့ကျွန်တော်သိချင်တာဒီလိုလေဆရာမြန်မာမှုတွေကိုပဲတောက်လျှောက်ဆရာရေးတာတော့လေခေတ္တပြောရင်ပကြီမာကမြန်မာမှုရေးတဲ့လူကတော်တော်ရှားတယ်လို့တော့ပြောရမယ်ထင်တယ်နေတယ်နေနော်ဆရာနော်ဟုတ်ကဲ့နေပါဆိုတော့အဲ့ထဲမှာပါဆရာကဒီမြန်မာမှုကိုပဲတောက်လျှောက်ဇိုင်လန်ပါတတ်တယ်လေဟုတ်ကဲ့နော်ဆရာအဲ့ဒါတွေရေးလာတယ်ဟာလာဒီကျွန်တော်တို့ဂျင်းလဲဟာနေမြန်မာမှုဟာနေနောက်ပြီးတော့ ဒီဘိုးတော်ဝင်လိုဟာမျိုးတွေဟဲ့လားဇက်ကြီးဆယ်ဘွဲလိုဟာမျိုးတွေဆိုတော့ကျွန်တော်ကဩလို့ဆရာကဒီဥပ္ပကြီးဆိုတာကျွန်တော်တို့ဒီဥပ္ပကြီးကလည်းကျွန်တော်တို့ဘိုးတော်ဝင်နေရေးခဲ့တာဟုတ်တာဟုတ်เนาะဆရာအဲ့လိုမျိုးကြောင့်ပေါ့ကျွန်တော်တို့ကြိုက်တဲ့ဟုတ်တယ်လားဒါပေါ့เนาะဟိုဟာဆရာကြီးတဲမှာထိတ်ဆုံးပါပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါ ကျွန်တော်တို့ငယ်ကလေးကသူ့ပုံမျိုးမှန်ပါဟုတ်လေပြန်ပြီးတော့မှလေကူရည်တဲ့ဟိုကျွန်တော်တို့ရဲ့မြင်ဆရာပါပဲဟုတ်ကဲ့မြင်ဆရာပါဟုတ်ကဲ့ဒါမှလည်းကျွန်တော်ကဒီရောက်လာတော့ဇယန်နဲ့ထိတိုက်တွေ့ရဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာကျွန်တော်ရဲ့ကုတင်လာဝင်းတင်ရဲ့ဟိုဆရာကြီးကိုအဲ့လိုအလုပ်တွေပါလေပေါ့နော်ဝိုင်းကူပြီးရမှလေလုပ်ဖို့ရအတွက်ကျွန်တော်ပြောဖူးကြီးဩအဲ့တော့ဆရာမျက်လုံးမကောင်းတော့ဩမကောင်းတော့ သူ့မှာအဲ့လိုတပည့်သားချင်းလိုနေပြီဟုတ်ကဲ့အဲ့ဒီချိန်မှာဝိုင်းလုတ်ပေးမဲ့သူပေါ့နော်ဩဩဟုတ်ကဲ့ဆရာအဲ့တော့ဦးတင်လာဝင်းတင်နဲ့ကျွန်တော်ကြောက်ဘူးပါတယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဟုတ်ကဲ့စီလေးပါလေးတုတ်ဆရာရှိခိုင်းရလုတ်ပေးရတော့ဩဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဗျာနောက်ကျွန်တော်စာနေခြင်းတိဟိုပကြီးဆရာကြီးတွေကတော်ဘွဲဆိုတာလေကျွန်တော်ဒီလိုသတင်းချွတ်ကာလာမျိုးမှာလေကျွန်တော်လူလေးလူတာရှိတယ်ဟုတ်ကဲ့ခင်ဗျအဲ့တော့လေဆရာကြီးတက်နိုင်တယ် ကျွန်တော်တို့ဆရာကြီးကိုကတော့တွင်ရဟုတ်ကဲ့ဟုတ်နောက်ဆုံးကျွန်တော်မှတ်မှတ်ရရလက်စုတွင်မှာသူနောက်ဆုံးရေးွားတာပဲဟုတ်ကဲ့ဆရာဆရာဘယ်လိုမကောင်းတော့ဘူးအော်ကျွန်တော်ကဝူဒူဝါရာဖြစ်အဲ့ဒီခေတ်ကလည်းခွဲတဲ့စိတ်တွေဆိုတာဒီနေ့လူလည်းခင်မမီဘူးဟုတ်ကဲ့ဆရာအဲ့တော့ဆရာကြီးလိုင်းကိုစုတ်တန်နဲ့မရင်းနိုင်တော့ဘူးအော်ဒီဘောပင်လေးနဲ့လေဟုတ်ကဲ့အဲ့ဒီအယူဖို့ပုံလေးတွေဟုတ်ကဲ့ဆရာရေးတာပေါ့ဟုတ်ကဲ့ဆရာအဲ့တော့ နိုင်လေးတွေကဟိုတရားငင်းပြောဤနေတာမျိုးမဟုတ်တော့ဟုတ်ကဲ့ခင်ဗျာဟိုဘော့ပဲနဲ့ကြီးရဆိုတော့နည်းနည်းမာပါဘောနော်ဟုတ်ကဲ့ခင်ဗျာအေးအဲ့ဒါလေးတွေကိုကျွန်တော်တော့ယူရတယ်ယူပြီးမှပေါ်မွန့်ကြီးကိုပို့ရတယ်ဟုတ်ကဲ့အေးနောက်ဘက်ကဆရာကြီးကငါပုံလေးတွေကိုပြန်ပြီးတော့ငါစီပို့နော်တဲ့အော်နောက်ဘက်ဆရာကြီးကသူရေးတာလေးတွေကိုသူကလည်းသူမှတ်တမ်းလောက်တာအော်ဟုတ်ကဲ့ခင်ဗျာအဲ့တော့ဆရာကြီးကို ဘဝင်ထွက်လုပ်ခဲ့ဘူးပါလေဟုတ်ကဲ့ဆရာဟုတ်ကဲ့ဗျအဓိကကျွန်တော်နှစ်သက်တဲ့ဝကြီးဆရာဟုတ်ပါတော့နော်ဟုတ်ကဲ့ဟုတ်ဟောပေါ့ဆရာကျွန်တော်ခုလေဆရာလက်ရည်လေကျွန်တော်သဘောကျတယ်ဆရာတကယ်လဲလွတ်လွတ်လပ်လပ်နဲ့ဆရာရေးတာ၄လေဆရာရေးတာတော်တော်ခင်မိတယ်ပေါ့နော်ကျွန်တော်အမြင်ပေါ့နော်ခင်မိတယ်ဘာကြောင့်လဲဆိုတော့ရိုးရပါပဲအဲ့ဒါခင်မီအောင်ရေးနိုင်တယ်လို့ကျွန်တော်ကတော့လေဆရာရဲ့လက်ရည်လေးတွေမှာ မြင်မိတာပေါ့ဆရာရယ်ဆိုတဲ့အခါကျတော့ဒီကျွန်တော်တို့ဒီလိုမျိုးမြန်မာမှုတွေကတော့ဆရာရယ်ခုနပြောလို့ကျွန်တော်တို့ဒီမှာဆိုရင်ဆရာပေါ်ဦးတဲ့ဟုတ်လားနော်ဆရာမောင်စိဟုတ်ကဲ့နောက်ပြီးတော့ကျွန်တော်ခုဆရာကြီးဥပတ်ကြီးပေါ့နော်ဟုတ်ကဲ့ဒီကျွန်တော်ဦးဝင်းမြင့်တို့ပေါ့ဆရာရယ်ဟုတ်ပါတယ်ဒီဒီဆရာတွေပေါ့နော်ဦးတမောက်တွေဦးမောင်မောင်တို့ပေါ့ဟုတ်ကဲ့ဒီဆရာတွေပဲကျွန်တော်တို့ကျွန်တော်တို့ဒီမှာလေဟုတ်ကဲ့ဒီရှေ့မှာရှိကြတာဟုတ်ရှိတော့အခါကျတော့လေဆရာတို့ကြတော့ဒီပါပေါ့ဒီဆရာအနေနဲ့ကြတော့လေဒီဆရာတွေထဲမှာကြတော့ဘယ်သူ့ကိုပဲ ဆရာပို့ပြီးတော့ပေါ့နော်ໃຊနှစ်သက်တာရှိလေเนาะဆရာဒါဒါလေးလဲဆရာပြောပြပေးပါဦးနောက်ပြီးတော့ကျွန်တော်တစ်ဆက်သေးမေးနေတာကဆရာခုနပြောတယ်ဒီ set ပကြီးဆရာဦးတောင်းညွန့်လားဆရာဆရာရဲ့ဒီနယ်ရလေဆရာဦးထွန်းရှင်ဦးထွန်းရှင်เนาะဆရာဦးထွန်းရှင် set ပကြီးဆရာလည်းဖြစ်တယ်ဆိုတော့ဟုတ်ကဲ့ဆရာရဲ့ဒီမြန်မာမှုဟန်ကိုဆရာပို့ပြီးရွေးပြအောင်ဖြစ်တာကအဲ့ဒီရဲ့ အဆက်အဆက်ကြောင့်များဆရာမြန်မာကိုပို့ပြီးနှစ်သက်သွားတာလားဟုတ်တော့ပါဗျာနော်ဆရာအဲ့ဒါလေးနဲ့ရှင်းပြပေးပါဦးအထီးအတွေ့နဲ့ကျွန်တော်တို့ရဲ့ဟိုပါလေမဖွင့်ဖြိုးတဲ့အုံနောက်ကငွေဝင်စင်တော့ကကျုံခဲ့ရတဲ့အထီးတွေ့တည်းရဲ့အတော်မှုမှုကျွန်တော်တို့ဟိုရရှိတာပေါ့နော်ဟုတ်ကဲ့ဆရာနော်စိတ်ပိုင်းဆိုင်ရာခံစားချက် ဟုတ်ကဲ့ဆရာနောက်ပြီးတော့ကျွန်တော်တို့မြင်တွေ့နေရတဲ့ခုဆရာကြီးရဲ့ရင်းကြီးရဟန်းပေါ့နော်ဟုတ်ကဲ့ဆရာအဲ့ဒါကြီးကဟိုလွှမ်းမိုးတော့ဒါကြီးကဟိုခြေဖြတ်လို့လည်းမရဟုတ်ကဲ့ဟုတ်ကဲ့ဆရာဟိုဖြောက်ပြစ်လို့လည်းမရဟုတ်ကဲ့ဟိုဟိုဆိုလိုချင်တာကတော့ဆပ်ပကြီးဆိုတာတကယ်မြန်မာပကြီးလောကမှာလीရှေးဆန်တဲ့ဟိုကျွန်တော်တို့ရဲ့အမှုပညာဟုတ်ကဲ့ဟိုဘုံကြီးပြန်နေ နောက်ပြီးတော့အလူတန်းမန်းတက်တွေဟုတ်ကဲ့နော်အဲ့ဓာဒီမှာဟိုကျွန်တော်တို့မန်းတက်ကြီးတွေမှာပေါ့နော်ဟိုကျွန်တော်တို့ပြော့ဖတ်လို့စက်ကူဟုတ်ကဲ့ဟုတ်ကဲ့ကတ်ပြီးကမှာအောက်ခံစည်းကထုံးတုတ်ထုံးတုတ်ပြီးကမှာထုံးကိုကော်နယ်ရိတ်ဟိုဟာယောပြီးကမှာတုတ်တုတ်ပြီးကမှာအဲ့ဆက်ပကြီးဆိုရလဲကျွန်တော်တို့ဟိုဒီနေ့ခေတ်လို့ဆေးရဝယ်လို့ရဟုတ်ကဲ့ကိုကနေကူပေါ်ရပေါ်ရတာဟိုဟာဆိုရင်ဘာလို့ရမလဲအဲနောက်ပြီးတော့အမဲဆိုရင်ဘာ ဘာနဲ့လို့ရမယ်အနီစုဘယ်လိုလို့ရမယ်ဆိုတာလေသူတို့သူတို့ကလည်းသူတို့ဟွာလေးတွေရှိဟိုဟိုစဆက်တဲ့ဟွာလေးတွေ theory လေးရှိဟုတ်ကဲ့ခင်ဗျာအဲအဲ့ဒီအရာသူတို့ကလည်းသူတို့ဆက်ထားတဲ့ဟိုဟာပေါ့စေးနဲ့ရေးလို့ဆက်ပကြီးဆက်ပကြီးဆိုပြီးရမှာလေအာအဲဟုတ်ကဲ့ဟုတ်ကဲ့ဟိုတော်တော်အမှုစိတ်ပါတယ်ဟုတ်ကဲ့ဟိုရေးကြရတာလေဟုတ်ကဲ့ခင်ဗျာဟုတ် ကိုကကိုစေးဖို့ပေါ့ကိုကကိုကနေကိုစေးဖို့စုတ်တန်ရစကိုကနေကိုလို့ပါအာဟုတ်ကဲ့စုတ်တန်ရစကိုကကိုလို့ပါဟုတ်ကဲ့ဟာဆိုတော့ဆရာအဲ့ဒီဆရာဒီဦးတောင်းညွန့်စီမှာဆရာဘယ်တော့ပြန်ကြာတယ်လဲဗျာဆရာဦးတောင်းချိန်ပေါ့ဆရာဦးတောင်းချိန်ဆရာဦးတောင်းချိန်เนี่ยနည်းနည်းများတယ်ဟာဆရာဦးတောင်းညွန့်เนี่ยတော့ကျွန်တော်တို့လူမန်းတီဒုတိယဒန်းလောက်မှာဟိုစပြီးတော့တင်လာပေါ့လေဟုတ်ကဲ့ဟိုလေးဒန်းထီအောင်ပေါ့၃နှစ်လောက်ပေါ့နော်ဟုတ်ကဲ့ အဲ့တော့ကျွန်တော်တို့ခေတ်ကတော့မြို့နယ်ပြိုင်ပွဲတွေခရိုင်ပြိုင်ပွဲတွေတိုင်းပြိုင်ပွဲတွေအဆင့်ထိအောင်လေဟုတ်ကဲ့ပကြီးပြိုင်ပွဲတွေရှိတယ်ဟုတ်ကဲ့ဆရာအဲ့ဒါကျွန်တော်တို့ဝင်ပြိုင်ခွင့်ရတယ်ဟုတ်ကဲ့ဆရာကလေးဘွားကလေးကဝင်ပြိုင်တော့သူ့ရပါလေလဲရခဲ့ဘူးလေဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာအဲ့ဒီအလေတန်းကျတော့ဆရာဥပတ်ကြီးနေကကျွန်တော်ခုနှစ်တန်းလောက်မှကျွန်တော်တွေ့ရဗျဟုတ်ကဲ့ငါးတန်း၆တန်းမတွေ့ဘူးခုနှစ်တန်းလောက်မှတွေ့ရနောက်ခုနှစ်တန်း၈တန်းနှစ်နှစ်လောက်ပေါ့လေဟုတ်ကဲ့ အဲနောက်ပိုင်းကျဆရာလေးလူပြူကြီးဆိုရကြအဲ့ဒါသူ့အိမ်မှာပဲခေါ်ထားတယ်အဲသူ့ရေးလို့ရှင်လဲဝမ်းကြီးဟိုဟိုသူ့စီလာပြီးတင်တဲ့သူကိုလေလေ့ကျင့်ခန်းနေပြီးလေ့ကျင့်ခန်းနေဝိုင်းလို့ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့နှစ်ဘွဲ၃နှစ်လောက်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲဆရာဦးထွန်းရှင်ကြတော့ဆောရပြောတဲ့ ကျွန်တော်တို့အင်ညီနာချင်းပေါ့လေဟုတ်ကဲ့ဟုတ်ကဲ့အဲသူ့စီကြတော့ကျွန်တော်တို့ကအမြဲတမ်းဝင်ထွက်နေတာဆိုတော့ကြာလေသူမြတ်ဘူးရောမှာကျွန်တော်တို့အထီးတွေများပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ဟုတ်ကဲ့ဆရာကျွန်တော်နောက်တစ်ခုလေးသိချင်တာပါလေဆရာဒီဆရာဟိုဘုဒ္ဓဝင်နေပေါ့ဗျာရေးတဲ့ခါမှာလဲကျွန်တော်ထင်တယ်လေဆရာဒါကရွေကျဲတစ်ခုပေါ့နော်မရှိဘဲနဲ့ဒီလိုမျိုးတွေလေဆရာကြီးဆယ်ဘွဲလိုမျိုးတွေဆရာရေးဖို့ဆိုတာကျွန်တော်ထင်တယ်မကင်ရဲဘူးပေါ့ဗျာ ဟုတ်ကဲ့ဒါဒီဆရာကို၌ကိုလည်းလေဒီဟာနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တခုကခိုင်ခိုင်မာမာလေဆရာရှိလို့သာလည်းကျွန်တော်တင်တယ်ဒီလိုမျိုးပြန်မှန်းခံပြီးတော့အောင်ဆိုဆရာစာအုပ်တုံးတော့ဆရာ6နှစ်လောက်ထိရေးရတယ်ဆိုတဲ့အမျိုးတွေဟုတ်ကဲ့ပုံမောင်းရာချီရေးရတယ်ဆိုတဲ့အမျိုးတွေကဆရာတော်ယုံတန်ယုံဇွဲနဲ့လည်းလုပ်လို့ရတဲ့ကိစ္စတွေမဟုတ်ဘူးလေဆရာဟုတ်ပါတယ်ဆိုတော့ဒီဟာနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်လေးတွေပေါ့ဆရာရဲ့ဆရာဘယ်လိုမျိုးဒီ line ကိုလုတ်ဖြစ်သွားတယ်ဆိုတာလေးလည်းရှင်းပြပေးပါဦးဆရာ အဲအဲ့တော့တော့နည်းနည်းတော့ဟိုဟာရေးကြီးတယ်ဗျအရေးကြီးတယ်ဆိုတာကျွန်တော်ပြောချင်တာကစာနဲ့ပကြီနဲ့ပေါ့လေဟုတ်ကဲ့ကျွန်တော်တို့ငွေရွှေစင်တော့ကကျွန်တော်တို့ဒီကျောင်းမှာတင်ဟွညွန်းနဲ့စာအုပ်ထဲမှာပါတဲ့အယုတ်ကလေးတွေပေါ့နော်ဟုတ်ကဲ့ဟိုရောင်စုံကာလာနဲ့အယုတ်ကလေးတွေကြည့်ပြီးတော့မှစာဖတ်ချင်စိတ်ဖြစ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာအဲအဲ့တော့ပကြီနဲ့ဒီအယုတ်နဲ့ဟာလေဟိုဘာပဲဖြစ်ဖြစ် ဟိုဆက်ဆံမှုရှိတယ်နောက်တစ်ခုကခံစားရတဲ့နေရာမှာလည်းတယောက်တစ်ယောက်ဆက်ဆံမှုရှိတယ်နောက်ပြီးတော့အပြည့်အလန်းလည်းအထောက်အကူပြုတယ်ဟုတ်ကဲ့ဆရာကျွန်တော်တို့ရုပ်ရည်ချင်းအပြင်ကျွန်တော်တို့အယုတ်ကလေးနဲ့ပါလာတဲ့စာလေးတွေကိုဖတ်ဖြစ်တယ်ဆိုလို့ရှိရင်ဒီစာတွေကစာကောင်းစာမွန်ဆိုလို့ရှိရင်ဒီကလေးတွေအတွက်ပေါ့နော်ဖတ်တဲ့သူအတွက်ပေါ့နော်ဟုတ်ကဲ့အကျိုးရှိတယ်ဟုတ်ကဲ့ဘူးလုံးလည်းပြောရရင်အကျိုးရှိတယ် ဟိုသူတို့ဟိုဟိုဘာပေါ့လေဟိုတည်တည်တည်ကြိုက်တာနေနော်ဟုတ်ကဲ့ဟိုနောက်ပြီးတော့ဟိုဉာဏ်ပညာပိုင်းဆိုင်ရာပေါ့လေဟိုသူတို့အတွက်တောက်ကူပြုမဲ့ဟိုအသိပညာတွေဟုတ်ကဲ့ဘုဒ္ဓတာတွေနော်ဟုတ်ကဲ့ဟိုအယုတ်ကြီးပြီးတော့မှသူတို့စာဖတ်ဖြစ်တယ်ဆိုတော့ဟိုကျွန်တော်တို့ကစာပေနဲ့ကျွန်တော်ဗကြီနေရခွဲလို့မရဘူးခွဲလို့မရဘူးအဲ့တော့ကျွန်တော်တို့မှဟို ။ဘာပြောမလဲဒီအကျိုးကျေးဇူးကစာရေးဆရာရင်းနဲ့ဟိုစာရေးဆရာကြီးကပြားဆရာကြီးခန်းစားရတယ်လို့ဟိုကျွန်တော်တို့ကလည်းခန်းစားရတယ်။ဟုတ်ကဲ့။ဟိုခန်းစားရဆိုပီတိပေါ့ဗျာ။ဟုတ်ကဲ့ပီတိပေါ့။ဟုတ်ကဲ့။ကိုလုလိုက်တဲ့အလို့တခုကဟိုသူများအတွက် အကျိုးရှိတယ်အကျိုးဖြစ်တယ်ဆိုလို့ရှိရင်ဟုတ်တယ်မလားဒါဘာနဲ့မှမတူရဲ့ဟိုပီတိပေါ့ဟုတ်ကဲ့နောက်တစ်ခုကအသက်မိုးဝင်းကြောင်းအသက်မိုးဝင်းကြောင်းကိုဝါသနာပါတဲ့အလုံးနဲ့ဟိုပတ်စံရရတယ်ဆိုလို့ရှိရင် ဒါဟိုဘဲဟိုတန့်ရှင်းတဲ့ရှင်းဟုတ်ပါတယ်နော်အလုပ်တစ်ခုမှာအာဇီဝပါဟုတ်တယ်ဟုတ်အဲအဲ့လိုပဲကျွန်တော်လေဟိုတွေးမိတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာဆရာအခုကျွန်တော်ပေါ့ဆရာနဲ့အခုပြောပြရလေးလည်းကြည့်ရတော့လေကျွန်တော်စိတ်ဝင်စားတာတခုရှိတယ်ဆရာတို့ကခုနပြောလို့ပေါ့ဒီပကြီးလေးလာတဲ့ခါမှာလည်းနေရဆရာတွေဒီမှာပဲလေဟုတ်ကဲ့ချင်းကပ်ပြီးတော့လေ့လာခဲ့တယ်နော်ဟုတ်ကဲ့အခုတော့ဆရာအဲ့ဒီခေတ်ကဆိုရင် subject ဆိုလို့ရှိရင် ျွန်တော်တို့ကြားဘူးပါတယ်ပကြီးစရာလုပ်မယ်ဆိုလို့ရှင်ဟုတ်လားဘုန်းကြီးများရှိမှာပဲဟုတ်လားဒီစပကြီးကအလုံးဖြစ်တယ်ဗောလေကျန်တဲ့ကြေကြာလို့ရှင်ဟုတ်လားတရင်ကတဲ့အလုံးပေါ်ချာရဲ့ဒီလိုပဲပြောကြတာဘိုးဗျဟုတ်တော့မလားနော်ဟုတ်ပါတယ်ဆိုတော့ဒီလိုကနေပြီးတော့ဆရာဒီကျွန်တော်တင်တယ်ဗျာအဓိကတော့လေဆရာအဲ့မှာဆရာဘာခေါ်မလဲဒီဒီဒီဟုတ်လားချိန်နေအများကြီးတယ်ဆရာကိုယ်တိုင်လည်းအဲ့မှာလေ့လာစီမှုတယ်နောက်ပြီးတော့အဲ့ဒီမှာလာတင်တဲ့သူတွေကိုလည်းဆရာတို့ကပြန်ပြီးတော့ ဆရာအနေနဲ့တပိုင်းတစ်ပြန်ပြီးလုပ်ပေးရတာပေါ့နော်ဟုတ်ကဲ့ဆိုတော့တော်တော်တန်တန်လဲဆရာအဲ့မှာအတွေ့အကြုံအများကြီးရသွားလိမ့်မယ်လို့လဲကျွန်တော်တော့ယူဆရတယ်လေဟုတ်ကဲ့ယူဆပေမဲ့ကျွန်တော်တင်တယ်ဆရာအဲ့ကာလကတော့ဆရာဒီ professional အနေနဲ့လုပ်မယ်ဆိုလို့ရှိရင်ဆရာကျွန်တော်ရန်ကုန်ပဲဆင်းရတာဗောဗျာဟုတ်ပါတယ်ဟဲ့ဆရာနော်ဟုတ်ပါဆိုတော့ကတော့ဆရာအဲ့တော့ကအဲ့လိုမျိုးဆရာတို့ခက်ခါဆိုလို့ရှိရင်ကျွန်တော်တင်တယ်လေဒီလိုမျိုးပကြီးနဲ့ရက်တည်ဖို့ဟာတော်တော်တော့ ဆရာဆုံးသားရမယ်လို့ကျွန်တော်ထင်တယ်လေဆရာမှန်တော့ဘောဆရာအဲ့တော့ဒီပကြီလောကကိုဆရာဘယ်လိုမျိုးတွေစပြီးတော့ဆရာဝင်ရောက်ပြီးတော့လေတေုပ်ဖို့ပကြီမှာထိုးဖောက်ပြီးတော့ဆရာတို့ရက်တည်ခဲ့ရတယ်လေဆရာဒါလေးလဲကြုံလုံးပြောပြပေးပါဦးကျွန်တော်ရန်ကုန်ရောက်တော့1980ပေါ့နော်ဟုတ်ကဲ့ဆရာကျွန်တော်ဇန်နဝါရီလတိုင်းမှာရောက်တယ်ဟုတ်ကဲ့ဆရာအဲအိမ်ကအဖေအားလွဲလို့ကြံတဲ့အမျိုးတွေရလေ ဘယ်သူမှဒီအလုပ်ကိုအားလည်းမပေးဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာတရားယူဝါသနာပါတော်ပဲဟိုအမေဆိုလို့ရှိရင်ခဏခဏရိုက်ခံရတယ်ဟုတ်ဟုတ်ကဲ့ဆရာဘာလို့ကျွန်တော်တို့ကအဲ့ဒီပကြီးဆရာကြီးစီရောက်နေတယ်ဟိုသမင်းစားချိန်မှမသိစာကြည့်ချိန်မှမသိဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာဟိုဟိုတကြောကြောအော်ပြီးခေါ်အဲအဲ့ဒီမှာရောက်နေတယ်ဆိုတော့အမေဆော်ပြရတာဟိုအားမပေးကြဘူးဗျဟုတ်ကဲ့ ဒါဟိုကျွန်တော်တို့နဲ့ရွေးတူတန်းတူကျွန်တော်တို့ကြီးစရာတွေရှိပါတယ်ဟုတ်ကဲ့သူတို့လည်းအဲ့လိုဖြစ်ပါလိမ့်မယ်ဟုတ်ကဲ့ဆရာဟောဆိုတော့ပြောရဲမင်းတို့လုပ်တဲ့ကဒီလိုဘုံကြီးပြန်ရှိမှအလုပ်ရှိတာဟုတ်တာပါဆိုတဲ့စကားကလေအာသူတို့အစွဲကြီးတခုလိုဖြစ်နေတယ်အဲ့ဒါအမြင်မ်းပြောတယ်ဟုတ်တာပါ ဟိုကျွန်တော်တို့ကဟိုတကယ်လည်းကြာရင်ကျွန်တော်ပကြီးចောင်းတက်ဘူးပြာကျွန်တော်မှရည်ရွယ်ချက်ရှိတယ်ဗျာဟုတ်ကဲ့ဆရာအဓိကတော့အဲ့ဒါကျွန်တော်စေရန်မအောင်တော့ဟိုစေရန်အောင်ပြီးရင် तू ကဘွဲဘွဲရပါလို့ရှိရင်ပေါ့နော်ဘွဲပြီးလို့ရှိရင်ចောင်းတက်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲကျွန်တော်ကစေရန်ကိုဖခူးရပဲအောင်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာအဲ့တော့ရေးရတာဟုတ်ပါတော့ဟုတ်ကဲ့ကျွန်တော်ရန်ကိုဆင်းလာတော့အဲ့ဒါ အမေကလိုက်လာတယ်အမှန်တော့ကျွန်တော်ဒီရန်ကုန်ပကြီးကျောင်းတက်ဖို့ရလာတာအော်ဟုတ်ကဲ့ဆန်းလာတာဟိုကျွန်တော်ဟိုကျောင်းမှာတော့ဝင်ထွက်ပြီးကမှလေဟိုကျွန်တော်ဆံမွေးဖြည့်ဝေးရတော့အကုန်လုံးလွတ်ပြီးနေပြီဟုတ်ကဲ့နောက်အဖေပါလိုက်လာတယ်ဟိုချုပ်ခေါ်ရတယ်အော်ဟိုဒီကျောင်းကိုတက်ပါဒါပေမဲ့မင်းစေတန်းကာကြီးကအောင်းမယ်မင်းပွဲရမယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါပြီးရင်မင်းဝါသနာပါလို့ဆိုဟုတ်ကဲ့ဟုတ်ကဲ့ပြန်ခေါ်ပါနောက်အဲ့လိုနဲ့ကျွန်တော်ရောမှာအဲ့ ចောင်းសៀយអូនលុបလိုက်ទីដែរဟုတ်ကဲ့ဆရာအဲចောင်းសៀយយွာပေးလုပ်လိုက်ទីដែរဟုတ်ကဲ့ဆရာအဲနောက် secret set ရောမှာဝန်ထမ်းလုပ်လိုက်ទីដែរဟုတ်ကဲ့အဲအဲ့တော့ကျွန်တော်တို့ sign book ပေါ့ဗျာ sign book တွေဘာတွေရေးနေပြီအဲ new magazine တွေဘာတွေရေးပေါ့လေအဲအလူနဲ့ဒီဝါသနာမစွတ်နိုင်ဟုတ်ကဲ့ဆရာဟိုကျွန်တော်စိတ်ဝင်တော့ဝန်ထမ်းဘဝကိုကျွန်တော်နှုတ်ထွက်တော့တောင်းပါပဲဟိုကျွန်တော်အထက်ကအရာကြီးကြီးอ่ะဟို ော်တော်အံ့ဩတယ်ဟုတ်ကဲ့ဟောမင်းလူရန်ကောင်းတော့တဲ့အလားလားဘာလို့ထွက်တာနှမျောနေဟုတ်ကဲ့အဲကျွန်တော်ထွက်တာပဲပြောပြီးအဲရှစ်ဆယ်ခုနှစ်မှာကျွန်တော်ရန်ကုန်ရောက်တယ်ပုံကြောင်းမှာကတ်နေရတယ်ဟုတ်ကဲ့ဆိုဒီလိုနဲ့ဒီလိုစာအုပ်တိုက်တင်မှာလိုက်ပြမှာအလုတောင်းရဟုတ်ကဲ့ခုပုံကြီးပြပြပြမှာသူတို့တော်တော်နဲ့အလုမရဟုတ်ကဲ့ဆရာကျွန်တော်ခက်ကမဂ္ဂဇင်းတွေလည်းအများကြီးဒါပေမဲ့ရှေ့ရဆရာကြီးတွေလည်းအများကြီးအများတိုးဖို့ရအများကြီးကတ်တာပဲ ဟုတ်တာပါလားအဲတနစ်တနစ်ခွဲတော့ကတော့အဲ့လိုပဲကျွန်တော်ရဲ့တကူမျိုးရဲ့မုတ်သုံးရဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဟုတ်ကဲ့မြန်မာကျော်ရဲ့ဟုတ်ကဲ့ဆရာကျွန်တော်တို့တရားတဲသားတွေပေါ့ဟုတ်ကဲ့ဆရာတော့လတ်တော်အောင်ရဲ့ကားကူတော်လေးတွေမှာတချို့ဆိုရှင်ငှားပြီးနေဟုတ်ကဲ့ဆရာအဲကျွန်တော်ကတော့အဲ့ဒီဘုံเจ้าမှာကျွန်တော်အကူရှိတော့လေအင်္ဂလန်ကားတွေပဲမကုန်ဘူးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုနဲ့ပြင်းမှန်းပါတယ် ဟုတ်ပါတယ်နော်ဒီမှာပါဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုပဲစခဲ့ရတာပေါ့လေကိုဝါဒနာပါတာဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာ